ညီကိုရောလုံးဝမင်္ဂလာပါဖော်ပေါ်တဲ့သူ CS ရဲ့ podcast စီစဉ်နေပြီးပြန်ကြိုးလိုပါတယ်ဆိုတော့ဒီရားရဲ့မှာကျွန်တော်မအားမလဲဖြစ်တာညာသွားကြအောင်ကျွန်တော်ညီကိုရောဒါ content တွေမှာဒီချပေါက်ကျွန်တော်မတိဆက်ပေးနိုင်ရေဘောနော်ဆိုတော့အဲ့တော့ကျွန်တော် sorry ပါဆိုတော့အခုတည်းရှိရတော့ကျွန်တော်တို့ဒါဒီချပေါက်ပြန်အားတဲ့အနေထားတစ်ခုမှတော့ဒါကျွန်တော်တို့ဒါ content တွေကိုဒီချပေါက်ဒါပြန်နေပြီးတော့ညီကိုရေးစီကိုဒါတိဆက်ပေးမှာဖြစ်လို့ကျွန်တော်လို့အာဆိုတော့ကျွန်တော်ရဲ့ channel လေးကိုလည်းဒါကျွန်တော်စိတ်ဝင်စားစောင့်ကြည့်ပေးပါလို့လည်းကျွန်တော်တို့ဒါပြောနေပါတယ်ကျွန်တော်ကျွန်တော်အခုတည်းရှိရတော့ဒါ memory အကြောင်းပဲ ပြောအောင်ပေါ့ဒါပြီးခဲ့တဲ့အဲကျွန်တော်တို့ bravo နဲ့ပွဲ show me လဲတကယ်တော့ပြောနေတာဒါပေမဲ့ကျွန်တော်ဒါအချိန်ကကျွန်တော်တို့ဒါဟိုမအားတာညားနေနေတော့ကြောင့်မလို့ကျွန်တော်အလုပ်လင်းလင်းရှုပ်နေတဲ့ကြောင့်မလို့ကုလရှိချိန်မှာဒါဒီကြပေါ့ဒါပြောဖို့တော့ကလေးဆရာပေါ့အားပြီဆိုရင်ကိုယ်တက်တင်ဆက်ပေးမယ်ဆိုတော့ကိုကတော့ဒါနောက်တာမဲ့အဲကျွန်တော်တို့ဒီစန္ဒလက်နဲ့ပွဲတော့ဒါတကယ်ကိုမှပြေဝမွန်ရင်အတွက်အဲကျွန်တော်တို့ဒီကေကိုဆောင်ွေးစစ်မဲ့ ပွဲစဉ်မှာဆိုတော့အဲ့အပြီး international break ပြီးရနေကြောလီဗာပူးနဲ့ပြန်တွေ့မယ့်အနေနဲ့တခုဆို Ineos အနေနဲ့သူတို့ဘာလုပ်လဲသူတို့ပထမအဦးဆုံးခံခဲ့တဲ့နီးပြအဲကျွန်တော်တို့ဒါ Everton ဟုတ်ကိုထုတ်ပြီးတော့ပထမအဦးဆုံးကျွန်တော်တို့ဒါခံခဲ့တဲ့ Ruben Amorim ဘောတော့ Quality Source တွေရကျွန်ပြောမှာဆို Benjamin Cobb ဆိုတာဒါတခြားတော့ကျွန်တော် Tiawan Source တွေရ Fabrizio Romano တို့ဒီလိုမျိုး Source တွေကတင်ထားဆိုရင်တော့ Ineos ကတော့ Quality ချင်းပြီးတော့ Amorim ကိုဆုံးဖို့ပေးနေစေဖြစ်တယ်ဆိုတော့ပြောရမယ်ဆိုရင်တောက်လျှောက်ဆိုသူတို့မှာ အဲကျွန်တော်တို့ဒီ emoring out ဆိုတဲ့ပုံစံမျိုးကိုခုနရှိအချိန်မှာတော့မထွက်သေးဘူးဆိုပေမဲ့ short source တွေတက်လာပါလေဆိုရင်တော့ဒါ emoring ပုံကိုအဲကျွန်တော်တို့ဒီအဲ PRP လာတချို့ရှိရပါတော့ဒီကားကကျွန်တော်တို့ဒါ3 buff formation ကိုပြင်ပြီးတော့ကျွန်တော်4 buff နဲ့ဒါပြင်နေပြီးတော့ကျွန်တော်တို့ဒါအသားကျနေတဲ့ကစားသမား network position ကိုပဲဒါကစားပုံမှန်ကစားနေတဲ့ကစားသမားကိုပို့ပို့အတွက်ဟို email အနေနဲ့ PRP post လုပ်တာရှိရပြောရတယ်ဒါတော့ check တော့စောင့်ကြည့်ရမယ် န္ဒနဲ့ဘွယ်မှာတော့ဒီကြပေါ့အမိုရင်ပါပဲဒါပြောရမယ်ဆိုခုလက်ရှိဒါနောက်ကျွန်တော်တို့ဒါစနေနေ့မှာလည်းကန်တီမင်ပါညာဆိုတော့ဟိုအမိုရင်ကိုထုတ်ဖြစ်မယ်ဆိုရင်ကကျွန်တော်တို့ခုလက်ရှိမှာဆိုရင်တော့ဟော့နေဒီပြရတော့ကျွန်တော်တို့ဇာဗီဟန်နဲ့ရှိမယ် and ဒါပြင်အကျွန်တော်တို့ဒါ grass out gate ကျွန်တော်တို့ရဲ့ဒါအင်္ဂလန်ကျွန်တော်ဒီပြဟောင်းဖြစ်တဲ့ grass out gate ရှိမယ်ပြီးရင်တော့ကျွန်တော်တို့ crystal palace ရဲ့ကျွန်တော် olivia gasna ရှိမယ်ဒါပြင်ကျွန်တော်ဘုံမောင်ဒီပြဖြစ်တဲ့ကျွန်တော်တို့ anoria arola ရှိပြီးတော့နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီ မာကတ်ကားရစ်ပေါ့နော်ဆိုတော့မာကတ်ကားရစ်ကတော့ခုလက်ရှိမှာတော့ဒါယာယီနည်းပြအနေနဲ့ဒါပြောမှဆိုရင်ဟိုပြန်လဲခန့်အပ်မယ်ဆိုတဲ့ပုံစံမျိုးအကယ်၍ဒါ Ruben Amorim နဲ့ပေါ့ကျွန်တော်တို့ထောက်ခါသွားမယ်ဆိုရင်ပေါ့ဆိုတော့ညီကိုရောဘယ်နည်းပြကိုပို့ပြီးတော့ရောက်စီချင်ကြလဲပေါ့နော်ဆိုတော့ဒါကောမောက်မောင်ဝင်အောင်ဆွေးနွေးညှင်းကုန်တော့ရမယ်ဆိုတော့အကယ်၍ဒါ Ruben Amorim နဲ့ထုတ်ဖြစ်ထုတ်ခံရမယ်ဆိုရင်ပေါ့ဒါ Ruben Amorim အနေနဲ့ကတော့ကျွန်တော်ပြောမှဆိုရင်ပရင်တာတယောက်အနေနဲ့ကကြည့်ရမယ်ဆိုရင်တော့ pressure ကတော်တော်များနေပုံစံ ဒါပေမဲ့သူ့ကိုတော့ pressure မပေးသေးဘူးပါညာဆိုတာ Ineos ရဲ့ကံတာပေါ့နော်အဓိကတော့အတ္တများရတယ်မသိရမှာဆိုတော့ NO Amorin ကတည်းသူ့ရဲ့3 back formation ကိုမပြောင်းဘူး Ineos ကလည်းသူတို့ခံနိုင်ဒီပြားကအောင်မြင်မှုတစ်ခုကိုယူဆောင်နိုင်မယ်ဆိုပြီးတော့သူတို့ကိုယ်ယုံကြည်ထားတဲ့အရာတခုဆိုတော့ဒါဒီအရာတခုမှာကျွန်တော် United ကပို့ပြီးတော့ဒါခါးသီးဆိုခံနေရပါဘူးခုတည်းရှိမှဆိုရလက်အပြည့်မကောင်းဘူး result ကောင်းမယ်ဆိုတဲ့ရလက်ကျွန်တော်တို့ပြောလို့ performance ကလည်းကျွန်တော်ထင်တော့မလုပ်ပြနိုင်ဘူးနောက်ဆိုပရိသတ်တွေကပို့ပြီးတော့အားမလို့အားမရဖြစ်နေတဲ့အနေထားတခုဆိုတော့ အရင်တော့ပြောကျွန်တော်တို့ original social letter တို့ဘာလို့တော့ဆိုကျွန်တော်အစ်စ်နေပါညာရခဲ့တဲ့ပုံစံမျိုးဒီမြင်တွေ့ခဲ့ရပြီးတော့ social ကိုတိုင်ဟိုလာတာအစ်စ်နေရလို့တောင်းပန်ရတဲ့ပုံစံမျိုးကနေခုလက်ရှိချိန်မှာတော့ကျွန်တော်တို့ကတည်မလားအစ်စ်30လောက်ရတယ်မစိုးပါဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာဆိုတော့ဒါတွေကဟို United လို့အတင်းမျိုးနဲ့ဆိုတော့ဒါတွေကကျွန်တော်တို့ဒါတိတ်ပြီးကြီးမကိုက်တဲ့ပုံစံမျိုးဖြစ်နေပါဆိုတော့ညီကိုရင်အနေနဲ့အကယ်၍အမိုရင်အနေနဲ့ဒါကျွန်တော်တို့ဒါထုတ်ခံခဲ့ရမယ်ဆိုရင်ဘယ်သူတွေဒါပြောရမယ်ဆိုရင် ဘယ်နည်းပြကိုရောက်စေချင်ကြလဲဆိုတော့ကွန်မန့်မော်မျိုးစနေနေ့ခုံသွားလို့ရပါတယ်ဆိုတော့ခုတရှိကတော့ကျွန်တော်တို့ဒါအဓိကတော့ကျွန်တော်တို့ Garasauke ကတော့ပို့ပြီးတော့တိပင်းနေတယ်လို့ဒါ Xavi Hernandez ကလည်းပို့ပြီးတော့ဒီနှစ်ယောက်တည်းတစ်ယောက်ဖြစ်ဖို့ရတယ်လို့များဆိုပြီးတော့ကြားသိရတယ်ဆိုတော့ဒါတော့ချက်တော့စောင့်ကြည့်အောင်ပဲဒါခုနေ့ရှိဒါဟိုနာမည်ကျွန်တော်တို့ဒီဆန်နန်နဲ့လည်းပို့ပြီးအရေးကြီးပါဆန်နန်နဲ့ကိုယ်ရေးပေါ်မှာပါ ြောရအောင်ဆန်လန်းလန်းဆိုခုမှတန်းတက်လာတဲ့အပြင်ဆိုပြီးတော့ပြီးအထင်သေးလို့မရဘူးဆန်လန်းလန်းဒီတကယ်ကိုမှခက်ခဲပါတယ်ဆိုတဲ့ပြိုင်ဘက်တွေကိုကျွန်တော်တို့ဒါအနိုင်ယူဒါတေရလည်းရပြီးတော့ကျွန်တော်တို့ဒါကျွန်တော်ရဲ့ဒီ United ရဲ့အပေါ်မှာရက်ဒီမီယာပါညာဆိုတော့ကိုနေဝင်းနေနဲ့ခုတည်းရှိဒါဖြစ်ပြနေတဲ့ပုံစံနေပေါ့နော်အဓိကအမိုရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခုတည်းရှိမှာလို့ Ineos က support ပေးတာလုံးဖြစ်တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးကြည့်အောင်ဆိုတော့သုံးသပ်ပေးပါခုနကကိုကြည်ပြောတဲ့စကားကိုကျွန်တော်ကြိုက်ပါတယ်အဓိကတော့ ဟို United ကခါးသီးစွာခံနေရတယ်ဆိုတဲ့စကားပေါ့နော်အဲ့စကားကိုပဲကျွန်တော်လည်းဆက်ချင်တယ်အဓိကတော့အတ္တတွေတော်တော်လေးကိုကျွန်တော်တို့မာနတွေများနေတဲ့ကြားထဲမှာအဓိကတော့မြေစာပင်ဖြစ်နေတာတော့ဒါခုနကကိုကြီးပြောတဲ့ခါးသီးစွာခံနေရတဲ့ Man United ပဲအဲ့ထဲမှာဘယ်သူတွေပါလဲဆိုတော့ကျွန်တော်တို့အသင်းရဲ့ပုံရိပ်ပါတယ်အသင်းရဲ့ပြိတ္တတွေပါတယ်ပေါ့နော်ကျွန်တော်တို့တပတ်တပွဲပဲကန်နေရသည့်တိုင်အောင်ကျွန်တော်တို့ကိုယ်အသင်းရဲ့တိုးတက်မလာတဲ့ဟန်ဒါဟိုကျွန်တော်တို့ဟို international break ပြီးသွားတဲ့တုန်းကလည်းကျွန်တော်ဘန်လီကိုနိုင်သွားလို့ဒါ United အနေနဲ့ဒါ ဟိုနည်းနည်းလေးအပိတ်လှပါရယ်ပေါ့နော်အခုဆိုရင်ကျွန်တော်စန္ဒလန်ပြီး international break ပြန်လာတော့ဒီကြားထဲမှာကျွန်တော်တို့တေချာပေါက်နိုင်မယ်လို့တွတ်ထားတဲ့ကျွန်တော်တို့ brand ဟို band လေးကိုဒါတော်တော်လေးနောက်ဆုံးမိနစ်ပန်နတီနဲ့ကန်ခဲ့ရတယ်အခုကျွန်တော်တို့ပန်နတီနဲ့ပတ်သက်ရင်ကျွန်တော်တို့တန်တရားမရှိပါဘူးဆိုတဲ့ကစားသမားဖြစ်တဲ့ Bruno Fernandes ဒါဒီကြားထဲမှာကျွန်တော်တို့ပန်နတီ၃ချိန်ရတယ်အဲ့ထဲမှာနှလုံးလွဲထားတယ်တစ်လုံးပဲဝင်အောင်ကန်နိုင်ခဲ့ရတယ်ဆိုတော့ Ruben Amorim လောက်ကိုမပြောနဲ့ကစားသမားတွေကိုယ်တိုင်ဝါကိုကျွန်တော် United ရဲ့ DNA United ရဲ့ passion United ရဲ့ကျွန်တော်တို့ ဟိုအသွင်လက္ခဏာတွေပျောက်ဆုံးနေတာပေါ့နော်အထူးသဖြင့် Bruno Fernandes လိုကစားသမားမျိုးကဒီလောက်ထိကျွန်တော်ပန်နတီကန်သွင်းရမှာတော့မှတော်တော်လေးဟိုကောင်းတဲ့ကစားသမားမျိုးတော့ဒီလောက်ထိတိုင်ပတ်နေတာဆိုတော့ကျွန်တော်ကတော့အမှန်တိုင်းပြောရင်ဟို Rooney ပြောခဲ့သလိုပဲဟို system တကူကပြဿနာမဟုတ်ဘူးဗျာတိလာဟိုအဓိကက United ရဲ့ DNA ပျောက်ဆုံးနေတာကတော့ကျွန်တော်ကတော့ပြဿနာလို့ထင်တယ်အဓိကကစားသမားတွေလည်းကျွန်တော်တို့နီးပြကိုတတ်တယ်လို့နီးပြကလည်းအတ္တကြီးတယ်တချို့ကစားသမားတွေကလည်းကျွန်တော်တို့ တရားရင်တော့ပေးဆက်ပြီးတော့မကစားတာတွေကလည်းနီးပြကသူလူချင်းတဲ့ပုံစံတိုင်းကိုမစွဲနိုင်ဘူးပေါ့နော်။အဲ့ဒီမှာကခုနကကိုကြီးပြောတဲ့စကားအဓိကခါးသီးစွာခံနေရတာတော့ United ပြည်သက်နေတဲ့ United ရဲ့ပုံရိပ်ပဲ။ချိန်တန်ရင်ကျွန်တော်တို့ဟိုကစားသမားတွေကလည်းလာစားရလို့နီးပြလည်းသူ့ကိုရောကြီးပြပြထုတ်လိုက်ရင်သူကတော့ပတ်ဆက်ယူပြီးထွက်သွားမှာပဲ။အဲ့လိုဆိုတော့ဟို Sergeant Redick ကလည်းကျွန်တော်တို့ဒီနီးပြမကောင်းရင်နောက်တစ်ယောက်ကိုခေါ်ပါပဲ။ အဓိကကဒါပေမဲ့ United ရဲ့ brandy တစ်ခုလုံးကြီးကရှိနေတဲ့အတွက်သူ့အတွက်ဝင်ဝင်ရပုံမှန်လဲပတ်နေမှာပဲဒါပေမဲ့အောင်မြင်မှုနဲ့ဝေးကွာနေရမှာကတော့ United ပြိတ္တနဲ့ United ဆိုလဲနာမည်ကြီးပဲဆိုတော့ဟိုကားစီးစွာခံနေရတာတော့ United နဲ့ United ပြိတ္တတွေပဲအဲ့ဒါကိုမှကျွန်တော်တို့ထပ်ပြီးတော့ခုနကအကြည့်ပြောတဲ့စကားအဓိကတော့အတ္တတွေများတယ် Ruben Amorim ကိုရန်ကိုကလည်းဒါသူ့ရဲ့ three back formation ကဒါပြဿနာတစ်ခုမဟုတ်ဘူးသူ့ရဲ့ system ကပြဿနာမဟုတ်ဘူးဆိုတော့သူကအရန်တက်တည်ပြခြင်းနဲ့အဲ့ဒါမှမှမှသူကပိုပြီး pressure များတယ် ဲ့ဒါပြီးရင်တော့မလိုအပ်ဖဲနဲ့သူပြောပြောနေတဲ့စကားတွေပေါ့နော်ဒါအသင်းကကျော်တို့ဟိုဘယ်လိုပြောမလဲသူ့ကိုဒါ season တစ်ခုပြောင်းခိုင်းမဲ့အစား तू ကပဲထွက်သွားလိုက်မယ်ဆိုတော့ပုံစံမျိုးတွေဆိုတော့ Ruben Amorim ကလည်းလုံးဝ formation ကိုပြောင်းမှာမဟုတ်သူ့ရဲ့ attack က तू spawning list ဘုံမှာအောင်မြင်ခဲ့တဲ့ဆွဲကင်ခဲ့တဲ့သူ့ရဲ့ 3-back formation ကလုံးဝဟိုလုံးဝ sensation နဲ့ပဲဗျာ तू ကဒီကြားနဲ့ပဲ तू ကတော့အယိုးဆွဲအောင်ပဲ तू ကတော့သွားမှာဒါ Ineos ကဘက်ကလည်းအဲ့လိုပဲ Ruben Amorim ကိုရာနှုန်းပြတရားကတော့ support ပေးထားတယ်ဆိုတာအရင်ကြီး ဟိုကောင်းလုံးအကြီးလို့ support ပေးရတာမဟုတ်ဘူးသူတို့အနေနဲ့ကျတော့ဒါ United ပေါ်ကိုသူတို့ဒါပထမဆုံးခန့်ထားတဲ့နီးပြအာ Ruben Amorim ဟာတကယ်ကိုသူတို့အတွက် right time နီးပြဒါတကယ်ကိုအံဝင်ခွင့်ကျဖြစ်တဲ့နီးပြဆိုတာကိုသူတို့ကတလောကလုံးချပြကြတယ်ဒါဒါ United ပေါ်ကိုသူတို့ဒါကောင်းမွန်တဲ့နီးပြတစ်ခုကိုသူတို့ system တစ်ခုကိုစီမံခန့်ခွဲနိုင်ခဲ့ပါတယ်ဆိုတော့ဥစ္စာကြီးကိုချပြခြင်းတဲ့အတွက်မချစ်တော့လဲအောက်ကနမ်းပြီးတော့အသေးအံကို support လာအဲ့လိုမျိုးဆိုတော့ဟိုအဓိကတော့အတ္တတွေကတော့ Inios လည်းရှိတယ် Amorin လည်းရှိတယ် အဲ့ထဲမှာမှကစားသမားတွေက natural position တွေမကန်ရတာရှိတယ်။ဒါကျွန်တော်တို့တပတ်တပွဲပဲကန်ရတဲ့တိုင်အောင်ကျွန်တော်တို့ reset တွေဆိုးရွားလာပြီးတော့ပြိတ္တတွေကမျက်နှာမဖော်နိုင်လောက်အောင်ဖြစ်လာရတယ်ဆိုတော့ဟို United နဲ့ပတ်သက်ပြီးတော့အခုချိန်မှာတော့အဆိုးတွေကြီးပဲ။အဓိကတော့အတ္တတွေကြားထဲမှာတော့ခါးစည်းသွားတော့ခံနေရတော့ကိုကြည့်ပြောစကားကျွန်တော်လည်းတကယ်ကြိုက်တယ်။အဲ့ဒါတော့အမှန်တယ်ကျွန်တော်အဲ့ဒါကိုပဲဆက်ပြောပဲမဟုတ်နော်။အဲ့ပြီးတော့မှအခုလောလောဆယ်ကျွန်တော်တို့ current ဖြစ်နေတဲ့ဟို hit ဖြစ်နေတဲ့ဟိုနီးပြ manager နဲ့ပတ်သက်တဲ့ဒါ breaking news တွေကိုဆက်ပြီးပြောမယ်ဆိုရင်တော့အဓိကတော့ပြိတ္တတွေအကုန်လုံးပဲ နီးပြောက်ကိုလိုချင်လဲဆိုတော့ဇာဗီဟာနဒတ်ပေါ့ဒါကတော့ဒါပြိသက်တားရတော့ကျွန်တော်တို့ဇာဗီဟာနဒတ်ကိုပဲလိုချင်ကြတာပဲဒါပေမဲ့အခုနောက်ဆုံးရကြာတီးရတဲ့သတင်းတွေရဆိုရင်တော့ Ineos ကသူတို့ရဲ့ဒါပလန်ပါဆိုရင် Ruben Amorim ကယာတို့ကနေထုတ်ပယ်ခံရမယ်နီးပြတ်သက်ရှာဖွေမယ်ဆိုရင်ကျွန်တော်ပရမောင်းဆုံးကြားလာတဲ့သတင်းကတော့ဒါ Michael Garrick ကိုလည်းယာဤနီးပြတ်ဖြစ်ပြန်ပြီးတော့ခံမှုဒါစဉ်းစားနေတယ်နောက်ဆုံးကျွန်တော်ဟော့အဖြစ်ဆုံးသတင်းကတော့အင်္ဂလန်ဘောလုံးလောကနဲ့ဒါမစိမ့်တဲ့ ဒါနီးပြတယောက်ကိုခန့်အပ်သွားမယ်ဆိုပြီးကြားသိရဆိုကျွန်တော်တို့ကတော့ဟိုနောက်ရလုံးထဲမှာတော့ပြီးမြင်တာတော့ဟိုစောက်ကိတ်ကြီးပါပဲနောက်ဆုံးတော့ဒါဒါပါပဲအဲ့လိုမျိုးဆိုတော့ဟိုစောက်ကိတ်ကတော့ဘလို့လာမလဲတော့မသိဘူးပြကျွန်တော်အတွက်ကတော့ဒီအင်္ဂလန်လက်ရွေးစင်အသင်းဆိုတာ United အခုအသင်းကစားသမားတွေ management လောက်ရတာထပ်ပို့ပြီးတော့ဟိုတာဝန်မကြီးလေးဘူးပြအဲ့လိုကြီးသေးတာမနိုင်ဘူးပို့များတယ် Harry Kane တို့ပါတော့အများကြီးပဲ AK အခါတော့မှဟိုကျွန်တော်ယူရိုမှာလည်း ရှုံးခဲ့တာလို့ပါဆိုတော့ဘာမှလောက်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 နှုတ်ပြနိုင်ခဲ့တဲ့နီးပြဖြစ်တော့ကျွန်တော်တော့စောက်ကိတ်တော့မကြိုက်ဘူး။နောက်တစ်ပတ်ဇာဘီဟာနက်တက်ကိုကျွန်တော်ကကြိုက်လားဆိုတော့လေဟိုအဲ့လောက်ကြီးလည်းမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်စောက်ကိတ်တဲ့ဆိုင်တော့ဇာဘီကတော့တော်သေးရပေါ့ဗျာ။အဲ့လိုပုံစံပေါ့ကျွန်တော်အဲ့လိုမျိုးဆိုတော့အခုလက်တလောခုနကကိုကြီးပြောသွားတဲ့ဇင်းတွေကလည်းဒါအမှန်ပါပဲ။ညီကိုတွေရောဒါဘယ်နီးဘယ်နီးပြကိုလိုချင်ကြလဲတကယ်တော့ဟုတ်မယ်ဆိုရင်ပေါ့နော်။ဒါတစ်ပြေးကတော့စောက်ကိတ်ရှိမယ်။အဓိကတော့ Ineos နဲ့ဂျာမာကောင်းမွန်တဲ့ဆက်ဆက်ရေးတွေရှိနေတဲ့အတွက်ဒါ Ineos ကတော့စောက်ကိတ်ကိုပို့ပြီးတော့တကယ်တော့ Rowan Amorin ထွက်မယ်ဆိုရင်တော့ ခန့်အပ်ခြင်းတယ်။ဒါပြီးတော့ဇာဗီဟန်နက်ကဒါယူနိုက်တက်ကဒါဟိုတကယ်လို့သူအားရလာခဲ့မယ်ဆိုတော့သူကလုံးဝ yes ဆိုပြီးပြောသွားမယ်ဆိုပြီးကျွန်တော်တို့တင်းနေရကြားသိရတယ်အဲ့ဒါပြီးရင်တော့နောက်တစ်ချက်ကတော့ဒါ Crystal Bell တင်းရဲ့ဒါအခုလောလောဆယ်တော်တော်လေးပုံပြတာနေတဲ့ဂါဆာနာပါဒီနီးပြကလည်းကျွန်တော်တို့ဒီဘန်ဂျီကောရဲ့ပြောပုံရဆိုရင်တော့ဒါ United ကလာကမ်းလန်းလာခဲ့မယ်ဆိုရင်တော့လုံးဝမဆိုင်မတွပဲဒါ United ကိုပြောင်းသွားမယ်ဆိုပြီးကျွန်တော်တို့တင်းနေရကြားသိရဒီနီးပြကတော့ဒါ3 pass ဆောတဲ့နီးပြဆိုတော့ United ကတော့ဒါ three back ကနေ three back to three back ပြောင်းမယ်ဆိုရင်တော့ဒီနည်းပြတော့ပို့ပြီးတော့လက်လွဲနေတာပေါ့ဗျာအရင်ရော shape တကူတော့ပြတ်သွားတာတော့မဟုတ်အဲ့ဒါပြီးတော့ကျွန်တော်တို့နောက်တစ်ခုကတော့ Arelloa ရှိမယ်အဲ့ဒါပြီးတော့ဒီနောက်ဆုံးကျွန်တော်တို့နည်းနည်းလေး rumor ဖြစ်တဲ့သတင်းတွေရထပ်ကြရတာဆိုရင်ကျွန်တော်တို့ဒါပိုချက်တီနိုတော့မှပြန်ပြီးတော့မျိုးပုံစံတွေကြားသိရတယ်ဆိုတော့ယူနိုက်တက်ရဲ့ list ထဲမှာတော့မနိုင်ပြောရင်ဆောက်ကိတ်ကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါပါနေသေးပဲဆိုတော့ စောက်ကကတော့ပို့ပြီးတော့အင်္ဂလန် connection လည်းရှိတဲ့အတွက်တော့ပို့ပြီးတော့ဖြစ်နိုင်တယ်ဒါပေမဲ့ဇာဘီဟန်နာတက်ကတော့ပြိသက်အကြိုက်ကျွန်တော်တို့ကတော့အခုထွက်လာတဲ့နီးပြရည်တဲမှာကျွန်တော်တို့ဟိုအဲ့လောက်ကြီးကျွန်တော်တို့ဟိုရေကုန်ဆက်လို့ဆရာတဲ့နီးပြတော့မရှိဘူးပေါ့နော်ကျွန်တော်ကတော့ဘာလို့ဆိုတော့နီးပြရည်တဲမှာကျွန်တော်ကြိုက်တာအဲ့လိုရာဂန်ကလော့တို့ကျွန်တော်ကတော့အဲ့လိုတူချဲတို့တူချဲကျွန်တော်ကြိုက်တယ်ဗျအမှန်တိုင်းပြောဟုတ်တယ်ကျွန်တော်ကျွန်တော်တူချဲရသင်ခြင်းခဲ့ရဗျာသိလားအဲ့လိုဆိုတော့တူတူချဲလို့လို့နီးပြမျိုးတွေပါရဲ့ဆိုတော့အော်အခုချိန်မှာကျွန်တော်ဟိုဘယ်လိုပြောမလဲရူဘန်မိုရင်ဟိုဟို ထုတ်လိုက်တယ်ဆိုရင်ဘယ်နည်းပြလာမလဲအတူချဲ hit ဖြစ်နေတယ်ဆိုတော့အဲ့လိုမျိုးမျောဟာကျိုးနဲ့တယ်ပေါ့ဗျာအဲ့လိုမျိုးဆိုအခုထွက်လာတဲ့ list တွေထဲမှာတော့အဲ့လောက်ကြီးကျွန်တော်တို့ရင်ကုန်စိတ်လုံစားတဲ့ taste မျိုးပေးတဲ့နည်းပြတော့မပါဘူးဒါခုနကကိုကြီးပြောသွားတဲ့စကားတည်းပဲနောက်ဆုံးရသတင်းတွေမှာတော့ဒါဇာဘီဟာနတက်နဲ့ဒါနံပါတ်1ပြေးသွားတော့ Southgate ဒါခုနပြောသွားတဲ့စကားကတော့အမှန်ပဲတကယ်ကိုမြေစာပင်ဖြစ်နေတာတော့ United နဲ့ United ပြည်သက်တွေပဲဆိုတော့ဒါကတော့အတ္တတွေချတဲ့ပါတော့တော်တော်လေးကိုရိုက်တယ်ဘယ်တပွဲပဲကန်နေရသည့်တိုင်အောင်လောင်မြိုက်နေရလို့ပဲပြောရအောင် ဟုတ်တယ်အဓိကကကျွန်တော်ဒီဆန်ဒလန်ပွဲကဟိုပြောရရင်ကျွန်တော်ကတော့ United ပြိတက်ပြီလေဗျာမိပြပြောင်းလဲဖြစ်အောင်ဆိုရင်တော့ဒီပွဲကရလက်ရှုံးအောင်ပါညာဟုတ်တယ်ပတ်လို့ပါဒီကိုဒါလို့ every time ဟာကိုထွက်စီရင်တော့မိုးပေါ်ထောင်ခံလိုက်တယ်ဆိုတဲ့ပုံစံမျိုးဟိုဝက်ဆန်လည်းဝက်ဆန်လည်းတော့ပါလေအဲ့လိုပုံစံမျိုးဖြစ်ရင်တော့ထွက်မှာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဖြစ်ရင်တော့ထွက်ဘာလို့ဆိုကြဗျာကျွန်တော် every time နဲ့တော့တခါခံရပြီးသွားပြီဘာလဲဆို international break ပြီးတော့ကြီးကျွန်တော်မထုတ်ဘူး နောက်တော့ဘွဲတွေကိုစက်ကန်တဲ့အချိန်မှာကျွန်တော်မနစ်ကဆိုရင်တကယ်မှတ်မှတ်ရရကကျွန်တော်တူချဲလိုချင်တယ်ကျွန်တော်ကျွန်တော်ကျွန်တော်ပါစနေရဲ့တူချဲလိုချင်ဒါပေမဲ့အဲ့လိုမျိုး international break လည်းခံသွားပြီးရဲ့နောက်မှာတူချဲကိုကျွန်တော်တို့လက်လွတ်လိုက်ရအင်္ဂလန်နီးပါးဖြစ်သွားအဲ့ဒီမှာ grand soccer ကိုပေါင်းထုတ်ပါညာဆိုတော့အဲ့ဒီအချိန်မှာပို့ပြီးဟော့ဖြစ်သွားတာ grand soccer ကြီးကရောက်လာမလားဟာဆိုပြီးတော့တက်သွားပြီးရဲ့ဟိုပါလေကျွန်တော်တို့လည်းတူချဲတူချဲအထွက်တူချဲကအဝင်ပေါ့နော်ဒါ soccer အထွက်ဒါ united fc ကိုပဲ soccer ကြီးပဲရောက်လာမှာဒါပေမဲ့ amorin ရောက်လာရဲ့ ့ဒါမူရင်းနဲ့ပတ်သက်ပြီးရလဲကျွန်တော်ဒါဟိုကိုနေဝင်းနဲ့ပါလဲအရင်ကပြောပြတယ်ဗောနော်အဟို ref renew တဲ့ကကျွန်တော် content line မှာပြောပါတယ်အ renew test ဟိုစိုးမှာတော့ပူကြောက်တယ်ဆိုပြီး renew လောက် renew လို့ဖြစ်မှာစိုးရယ်ဗောအဓိက renew ကျွန်တော်တို့ဒါရာသီဝက်ကင်ဝိုင်းနေတာတစ်ခုဒီမှာကျွန်တော်တို့လောလောငန်းကစွမ်းဆောင်နိုင်ခဲ့တဲ့ပုံစံမျိုးဖြစ်မလားဆိုပြီးတော့စိုးရယ်နေပြီးစိုးပေမဲ့ renew တက်ပူစိုးနေတာအမော်ရီအနေနဲ့ကဘာလို့ဆိုတော့ဗျာအရင်တော့ပုံမှန်ဆိုရင်က eric dan ထွက်သွားတဲ့အခြေအနေတော့ဆိုရင်ကဒီလောက်မစိုးဘူးဗျာ united ရဲ့ position ကိုဟိုကစားဟန်ကောကအစ်စ်ရှစ်လောက်ဒီပိုင်းကဖြစ်လို့သားသိရမလားဟုတ်တယ်ဟိုအဲ့လိုမျိုးထွက်ခံခဲ့ရတာအမေအမော်ရင်ကကြတော့ခုလက်ရှိမှာအဖက်ဖက်ကဖီရသိရမလားဘယ်လိုပြောမလဲဗျာဟိုနီးပြတစ်ယောက်ကိုအဲ့လို hate wash ဖြစ်နေရတော့မဟုတ်ဘူးဗျာဒီလားဒါပေမဲ့ကျွန်တော်ပြောချင်တာကဟိုတိကျတေကြတဲ့ဥစ္စာတခုကိုကျွန်တော်မတွေ့ရဘူးဗျာဟောအမော်ရင်စီကဘာလဲဆိုတော့သူ့စီကဒီ signature ကစားဟန်ဖြစ်တဲ့ဒီ3ဘက်ကလည်းဘာမှအလုပ်မဖြစ်ဘူး အပ်ပြီးနောက်တစ်ချက်ကရလက်ပေါ့နော်ကျွန်တော်တို့ဟို performance မကောင်းလို့ရလက်ကောင်းလားဆိုတော့လေဟိုရလက်ကောင်းရင်တမျိုးပြာကျွန်တော်အမှန်တိုင်းပြောတာပရိသတ်တွေအနေနဲ့ဟုတ်တယ်ဟုတ်တယ်ဝဲတာနိုင်တယ်ကျွန်တော်ကြံကြံမကြည့်နဲ့ဆက်စင်းနဲ့ပွဲ performance မကောင်းဒါပေမဲ့ရလက်ကောင်းအဲအချိန်တိုင်းရင်ဒါ job done ပဲအဒါဒါကိုဘယ်သူမှအဲ့လိုဖြစ်နေတယ်မပြောဘူးဒါပေမဲ့တပွဲပဲဟိုကန်နေရတဲ့အချိန်မှာကျွန်တော်တို့ဟိုပုံမှန်လေးနိုင်ဝဲလေးတွေဆက်နေတယ် performance မကောင်းဘူးဆိုတော့မှအမိုးရင်ပေါ့ဘယ်သူမှဟိုဖြစ်မှာပေါ့အဓိကကအဲ့လိုရှုံးနေတရေရှုံးနေတရေရှုံးနေတရေကြတော့ပဲပရိသတ်မှာ ဟိုအဲ့ဒါအဓိကအမိုရင်စီကအစိုးဆုံးအချက်ကိုပြောပါဆိုရင်တော့ဟိုအမိုရင်ဟာကျွန်တော်တို့အတွက်အောင်မြင်မှုကိုဟိုကျင်းတွေပေါ်ယူလာနိုင်မယ်ဆိုတော့ခံစားချက်မျိုးကိုပေးဆွနိုင်မှာပေါ့နော်အဲ့ဒီအချက်ကအစိုးဆုံးပဲဟုတ်တယ်ဟိုပြောရမယ်ဆိုရင်ကကျောင်းအများကြီးပဲပေါ့နော်အဆက်ဖြစ်သွားတာအဓိကကျွန်တော်ဖွင့်ပွဲကစပြီးတော့ကျွန်တော်တကယ်ခါးတိနိုင်မယ်အာဆင်နယ်ကိုရှုံးပြီးနောက်ပိုင်းမှာဆိုရင်ဟိုဆိုးသွားတာ free down လဲပေါ့နော်အဲ့မှာဟုတ်တယ် free down နဲ့နောက်မှာဟုတ်တယ်တော်တော်မှ pressure အများကြီးပြီးတော့ဒါအမိုရင်နည်းနည်းပို့ပြီးဆိုးပါဆိုတော့ ဒါ ਈ ပါဆိုအခုလက်ရှိကျွန်တော်တို့ United Fixture နည်းနည်းဆွေးနွေးကြည့်မယ်အခုလက်ရှိမှာတော့ဒါစနေနေ့မှာဒါဆန်နာလည်းကံမယ်အင်ဝင်း Ultra Pro ဖြစ်တဲ့အတွက်ကြောင့်မလို့ဒေဂျာပေါက်ကတော့နိုင်ဝဲကတော့ဒေဂျာပေါက်ညီပါတော့ရှိရဆိုပေမဲ့ဆန်နာလည်းကညီတို့ဒါခုလက်ရှိချိန်မှာဆိုရင်ကျွန်တော်တို့ဒီနေရာကြည့်ရမှာဆိုရင် United အပေါ်မှာအဆင့်5ဂျာမစတမတ် United နဲ့ဆိုင်4မှတ်စုလုံးထားနိုင်တဲ့နေရာတခုရှိရဆိုတော့ အောင်ဆိုတော့ဖြစ်သွားနိုင်နေရေကျွန်တော် Stadium of Life မှာဆိုရင်တေးကြပါ United အရှုံးဆိုပြီးတော့တော့မှကျွန်တော်ခံမှန်းလို့ရမယ်နေထားလို့ပါ Stadium of Life ဒါစနန်နဲ့အင်ကွင်းကတကယ်ကိုဒါမာကျော်ပါလေဆိုရဲပြန်ဘက်တွေကိုထောက်လျှောက်ဆိုသလိုကျွန်တော်ဖိအားပေးနိုင်ခဲ့ဆိုဒါပြီးရင်ကျွန်တော် Indonesia break ခံသွားပြီးရင် Liverpool ရှိမယ်ဆိုတော့ဒါဒီကျွန်တော်ပြောရမယ်ဆိုရင်ဟိုစနန်နဲ့ကိုနိုင်သွားတိတိုင်အောင်မှကျွန်တော်တို့ဒါ Indonesia break ခံပြီးတော့ Liverpool ကိုရလာအားဖြင့်ကျွန်တော်မစွမ်းဆောင်နိုင်ဘူးဆိုတော့တေးကြပါဦးဒါ Amorim ကတော့ကျွန်တော်တို့ pressure ကတော့တော်တော်များလာတော့မယ်ဒါပြီးရင်ကပွဲချက်တွေကရမ်းများတယ်ဗျာ ပုံမှန်ဆိုရင်တင်းမလားဒီတင်းတွေကိုနိုင်နိုင်ပါလေဆိုတဲ့ပုံစံမျိုး feeling ကတိတ်ပြောမရှိတော့ပုံစံမျိုးဖြစ်နေတယ်ဘိုးရင်းအထက်မှာရှိနေတာအခုချိန်မှာကျွန်တော်ရှိနေတဲ့16တင်းရှိရဗျာ United ကကန်ရတယ်ဟုတ် United ပြည်သက်တွေကိုလည်းကျွန်တော်မေးချင်ဘယ်တင်းကိုကန်ရ United ကချိန်တင်ပေါ်နိုင်မယ်ဆိုပြီးခန်းစားကြတဲ့ခန်းစားချက်မျိုးရှိအဲအဲ့လိုပေါ့နော်ဟုတ်ကျွန်တော်တန်းတက်လာတဲ့ဘန်နေတော့တော့မှာကျွန်တော်မနေကန်ခဲ့ရတာဗျာတည်လားအဲ့လိုမျိုးဆိုတော့ဟုတ်တယ်ဟုတ်အရင်တော့ကျတော့ every time လက်ထပ်မှာဆိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဟုတ် အတင်လက်ဆိုရင်နိုင်တယ်ဆိုတော့အဲ့ဒီအဲ့ဒီနိုင်တဲ့လက်ထက်မှာ rush flow လည်းတော်တော် brighter လည်းပါတာပေါ့ဒါအဲ့တော့ဆိုရင် over flow ဆိုရင်လည်းကဘယ်သိန်းလာလာတီးမယ်အဲအဲ့ဒါအဲ့လိုခံစားချက်မျိုးခံစားရသေးရဗျာအဲ့တော့လည်း Casemiro, Eriksen, Bruno နဲ့ Queen လည်းတော်တော်လေးလှုပ်ဖြစ်နေတယ်အဲ့တော့ဆိုရင်ကျွန်တော်တို့ဟိုစကားတစ်ခုတော့ရှိပါသေးရဲ့ဟိုဟိုဟိုကောင်းကင်ကြီးကပြရတယ်ဟို rush flow ကပုံစံကြီးနေတာ over good နဲ့ United နိုင်တယ်ပုံစံကြီးတော့ပြောကြတယ်ဆိုအခုခင်ချိန်ပါဘာမှဟိုကျွန်တော်ဒီတော်တယ်ပြရောကစားသမားဘောက ယုံကြည်ရတဲ့အနေအထားမျိုးမရှိဘူးဆိုတော့လေဘယ်သင်းပဲလာလာခုနကကိုကြည်ပြောတဲ့စကားပါပဲဒီ feature မှာကျွန်တော်တို့ဘယ်သင်းကိုကျွန်တော်ကျင်းစီပေါင်းနိုင်တယ်ဆိုပြီးတော့ဟိုခံစားချက်မရှိဘူးဗျာကျွန်တော်ဟာသားအနေနဲ့ကျွန်တော်တို့အကိုကြီးဒါကိုချမ်းပြောလို့ပဲနိုင်မယ်ဆိုတော့ပွဲလည်းမနိုင်ဘူးမနိုင်နိုင်ဘူးဟုတ်တယ်ဒါပေမဲ့လည်းအဲ့လိုအဲ့လိုပုံစံမျိုးဖြစ်နေဟုတ်တယ်ဆိုတော့အဲ့အဲ့လိုဗျာကြည့်လားကျွန်တော်ဒါ print တဲ့ညီကိုရောဘယ်လိုမြင်လဲမသိဘူးကျွန်တော်ရေကိုနေဝင်ရတော့အဲ့လို feeling ချင်းတူဟာဒီပွဲကြီးကနိုင်အောင်နိုင်မှာမလားပြင်မလားဘယ်လိုပဲတန်းတက်လာတဲ့အတင်ကုတရှိချိန်မှာ အဆုတ်ပြည့်ဆုံးဖြစ်ထားပါတော့ကျွန်တော်ဝူဟန်နယ်နဲ့ဗန်နယ်တွေ့မယ်အဲ့လိုဝူဟန်နယ်ဆိုခုတော်တော်ကျွန်တော်ဖောင်အောင်နေထားပါတော့ဝက်ဆန်လို့ပါလို့တွေ့မယ်ဗျအဲ့လိုဆိုတော့ကျွန်တော်တို့အမခင်ရသိမရှိကျွန်တော်နိုင်နိုင်မဆိုဖီလည်းသိမရှိဒါအပြင်တကယ်ကိုခက်ခဲပါတယ်ဒါဒီဆန်နလန်ပြင်ကျွန်တော်လီဗာပူးဘရိုက်တန်ဒါအပြင်နော်သန်ဖောရက်စ်ကလည်းကိုလေးရှိချိန်မှာလူနိုဆန်ဒိုးစ်ကိုကျွန်တော်ခံစားပြီးဖြစ်တဲ့အကြောင်းမလို့တကယ်ကိုမှကျွန်တော်ကြီးပြတ်တဲ့ဒီပါရင်ဖြစ်လာပြီပေါ့နော်ဆိုဒါအပြင်တောင်းနေဟော့စ်ပါကျွန်တော်အေဗတန်မြန်ခရစ်စတယ်ဘယ်လေးဆိုတော့ဒါဒီကျွန်တော်တို့ကိုလေးရှိချိန်မှာဆိုရင်တော့တကယ်ကိုဒါအမ်မိုရီတွေ့တဲ့တကယ်ကိုဆောင်ဝဲစစ်စီရ အချိန်လေးဒါနောက်အခုလာမယ့်ကျွန်တော်စနန်းလန်းပွဲကတော့တကယ်ကိုပို့ပြီးတော့မှအရေးကြီးပါရင်အမိုရင်အတွက်ကို United အတွက်ကောအရာရာအလုံးအရေးကြီးပါရင်ဆိုတော့အမိုရင်အနေနဲ့ကောဒါပြောမှဆိုခုတရှိဒါတင်းနေတက်လာသလိုပဲ Ineos Fia ပေးထားသလိုမျိုး forward ကိုပြောင်းမယ်ထင်တာကျွန်တော်တော့မထင်ဘူးအမေရိကန်ကဆက်ပြီးတော့ကျွန်တော်တို့ဒါသူ့ရဲ့ formation ကိုကျွန်တော်အလုပ်ဖြစ်တယ်ဆိုပြီးတော့တက်တယ်ချက်ပြအောင်မယ် Bruno ကိုပဲတောက်လျှောက် deep စင်ခိုင်းအောင်မယ်ဒီလိုပုံစံကတော့ကျွန်တော်မြင်အောင်ပါပဲအဲပြောနောက်ဆုံးအနေနဲ့ပြောချင်တာကလည်းခုလက်ရှိဒါအမေရိကန်ဒီယာဒီမှာပေါ့နော်ဒါပြောမှဆို United က တစ်ခုဖြစ်သွားတယ်လေကျွန်တော်တို့ဒါမနေ့ကအာမက်ဒီယာလို့ကယ်ရီလိုမျိုးချုပ်ပွဲရကိုလက်ရှိမှာအာမက်ကအရင်အာမက်မဟုတ်ဘူးနေဆိုဒီလိုပုံစံဖြစ်နေရဆိုဒီကလေကျွန်တော်အမိုရင်တို့ကတော်တော်လေး effective ဖြစ်တယ်ပေါ့နော်ဒါအပြင်ကိုမှကျွန်တော်တခြားသောအရာတွေလည်းအများကြီးရှိအောင်ဆိုဘိုးသမားပြောင်းလဲပါညာဆိုတော့ဘိုးသမားလည်းလုံးမေးပြီးအုံးရဲပြောင်းလဲဖို့အတွက်လည်းမတုံးရဲဘူးအဓိကကနာမည်ကဗျာငေရောအဲ့လိုမဟုတ်ဘူးဗျာကျွန်တော်ပြောရင်16နှစ်တော့ပါဆိုမတုံးနဲ့ဗျာကျွန်တော်ပြောရင်အစင်မှာခုက23ဗျာဒီလားအသက်ရပါ20 20ဆိုတာပါလေအဓိကဟို contract ကို ကျွန်တော်ကော်ဒိုရစ်ကိုစတုံးတဲ့အရွယ်ဆို19နှစ်ပဲရှိသေးတယ်ဆိုတာအဲဟုတ်တယ်လေတကယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်နှိုင်းပြရင်တော့အဓိကညီပြကိုတိုင်ကမလို့ရမကင်ရရတယ်များပါတယ်ကျွန်တော်ကျွန်တော်မကြည့်ရပြကျွန်တော်ဟိုအတင်းမှာရှေ့ပြီးသားကစားသမားဖြစ်နေ main new တော့မှသူပွဲကစားညင်များများဆက်တာမေးတော့မှာပေါ့လေအဲ့လိုမျိုးနောက်နောက်ဆုံးကျွန်တော်တို့ဒီပြိသက်တွေ all on မှာတာလည်းသိရမှာကျွန်တော်တို့ဒါ crispy down နဲ့ပွဲတို့ဘာလို့မှာ first time ထုတ်လာတာလို့ဘာလို့ဒီလိုမျိုးပုံစံလေးသိမှာဆိုတော့တကယ်ပွဲစားချိန်လည်းပေးဘူးဗျာဟိုတခြားအတင်းကိုပြောင်းဖို့လည်းသူကပေးမပြောင်းအဲ့အဲ့လိုပြေပြောင်းအဲ့လိုမျိုးဆိုတော့ ဒီမှာပြောတော့မှန်တယ်ပြောရင်ကျွန်တော်ကတော့နည်းနည်းမှန်တယ်လို့ပြောတာပေါ့ဆိုအကျေရတင်လို့ကိုလက်ရှိကက်စီမီရိုတို့ဘာလို့အနီကတိဝါဘာညာဆိုရင်တော့ကွင်းနဲ့ option ရှိရယ်ဘောင်းရင်ကတင်မယ်ဆိုဘရူနိုဥကာတိကက်စီမီရိုဒါပဲဒီ၃ယောက်ပဲဖြစ်နေမှာဆိုပြီးမှပြောတာတော့နည်းနည်းများတော့ကျွန်တော်တို့ injury ကိစ္စရယ်ဆိုရင်တော့လက်ခံတို့ရရနေတာတခုဘာဖြစ်ဖြစ်တို့ကွင်းနဲ့ရရွှေ့ရမှာမရှိဘူးဘုသမားလည်းဘိုင်းနာပဲပွဲထွက်လာအောင်ပါပါဒါနာမဆန္ဒနဲ့ဒါတော့ကျွန်တော်ပွဲချုပ်သုံးချက်နောက်တည်းလုံးမယ်ပေါ့နော်ဆိုတော့ခုလက်ရှိကတော့ အမှုရင်းကတော့ကျွန်တော်ရာရာပြောင်းလဲဖို့အတွက်ကတော့ဒါပြည်သက်တွေဖိအားပေးတာဆိုပဲဖြစ်မှာဆိုရမယ်မဟုတ်ဘူးဆိုရင်တော့ United ကတော့ကျွန်တော်တို့ပြောသလိုပဲအဲနောက်ဆုံးမှာခါတိခံရတော့ကျွန်တော်ပြည်သက်တွေနဲ့အအသင်းရဲ့ပုံရိပ်အသင်းရဲ့ image ပါပဲကျွန်တော်ကျွန်တော်ရာဟိုဘယ်လိုထင်ကြတယ်ဟိုပြန်ပြီးတော့တကြောပြန်ပြန်လဲသွားတာပေါ့နော်အဲ့လိုအဲ့လို cycle ကြီးပဲပြန်ဖြစ်သွားဟုတ်တယ် cycle ပြန်ကျွန်တော်ကျွန်တော်မနစ်ကကျွန်တော်ဒီ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 ပါတယ် Facebook မှာကျွန်တော် share ထားရဲ့ဟာပေါ့နော် memory တက်လာ ဒီလိုအချိန်လွန်ခဲ့တဲ့သုံးနှစ်လောက်ကစိုးကြဘူးတော့ခိုင်းနေရတဲ့အချိန်ဒီဟာကြီးကတည်းကစက်ကပြပတ်နေရတာဘယ်ကြီးပဲဖြစ်နေဒီကတော့အဲ့ဒီပြာကြံခဲ့ကစားသမားကြီးနဲ့နောက်နီးပြာပြန်ပြီးတော့အလုပ်လုပ်ရတယ်အဲ့မှာပြန်ပြီးအချိန်မေးရတယ်အဲ့လိုပဲပြီးလဲနေတာပေါ့နော်အဲ့လိုအဲ့လိုဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဆိုတော့အဲ့ကလဲနေရဆိုတော့ဒါကဲညီကိုရောဘလေနီးပြကိုကျွန်တော်တို့ဒါခက်အက်စီဂျင်ညနဲ့အမိုရင်းသာထွက်သွားမယ်ဆိုရင်ဒါမှမဟုတ်ပဲအမိုရင်းကိုပဲကျွန်တော်အနေနဲ့ နေရာစပေးတဲ့နေတင်တာဆိုတော့ comment မှာဝေစနေညကုန်လို့ရမယ်ဆိုတော့ကျွန်တော်တို့ဒါပြောနေရတယ်မိနစ်20ရှိပြီခုချိန်ဒီဒါကြီးချိုအပ်ပေးတယ်ညီကိုတို့ကြီးတယောက်ချင်းစီအောင်ကျေးဇူးများတင်ပါလို့ပြောကြနေပြီနော်ဗီဒီယိုမှာပြန်ကြည့်ပါအောင်အားလုံးပဲကျေးဇူးပိုင်းတင်ပါမယ်